ည်နဲ့မတွေ့ရလို့ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်ဆိုတော့ဒီကလုံးနဲ့ပြန်သုံးတော့နိုင်ငံတော်အကြီးအကဲတွေကိုတောင်ဆန်းသူကြီးကိုပြေးမတွေ့တဲ့လူတွေပါလို့စော်ကားတာလည်းတွက်တူနိုင်ငံတော်အကြီးအကဲတွေနိုင်ငံတော်မကြီးအကြီးအကဲတွေအခိုင်အခဲတရားရုံးကတရားသူကြီးတွေကိုပါရှင်တို့ကဒေါံဆန်းသူကြီးနဲ့မှာကျမကိုပြေးမလို့ကျမကဘာလို့ဆုံးဖြတ်မှာလဲပြီးတော့စော်ကားတာနဲ့အတူတူပဲပြေးတန်းသွားတဲ့ကောင်ကြီးအကုန်မသားပေါ်နေတဲ့အချိန်မှာငါတော့မသွားနိုင်ဘူးငါသားလေးတော့မထက်နိုင်ဘူးစက်တဲ့ယူကျုံးကြီးကအခုလုံးကြွားပြီးတော့နော်ဘူလုံးကြွားပြီးပြေးလိုက်လို့ဆိုလို့ရှိရင်ဘယ်ရန်ပြင်းဖြစ်တဲ့ဘဝကိုမင်းတို့စစ်ကောင်စီကဆက်ဆက်ပြေးမှာဖြစ်ပါလား ဟိုင်းချရမီဘာပီတူညိုကိုမော်ရမမြအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ25ရက်နေ့ရကျွန်တော်နေ့လယ်ပိုင်းနဲ့ညနေပိုင်းတက်ပါနော်နောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူဒီတော်လန်သတင်းတွေပြင်ပွဲမိုက်ကွက်ပါနော်ခြေကွက်လောင်မြတ်တော်လည်းကျွန်တော်အနေနဲ့ကြောက်မှာမလို့ဆက်ဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲသတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပိုးအနေနဲ့ကတော့ တနင်္သာရိုင်တိုင်းထဝယ်ခရိုင်ရေဖြူမြို့နယ်အမတ်ရှိပြည်တော်စုလမ်းမှာလန်ကင်းထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခဲ့လို့ဗိုလ်မှူးတဝက်ပေါဝင်စစ်သား20ကျော်တေဆုံးပြီးတော့မှ RPG တလက်ပေါဝင်လက်နက်ခရိုင်၅လက်တင်ဆက်ရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အင်အားက150နဲ့နေရာနီးပါရှိပါတယ်။အမတ်တ304ကြောက်ခညာအမြောက်တက်ကနေပြီးတော့မှလက်နက်ကြီးနဲ့ပစ်ကိုပေးတယ်လို့ထဝယ်မြို့ဘက်ကနေပြီးတော့မှစစ်တပ်လေထိတက်လာပြီးတော့မှပစ်ကိုပေးတိုက်ခိုက်ခဲ့ပါတယ်ဆိုပြီးတော့မှဒူရက်ကစစ်ကြောင်းက တောင်ရှိသူတို့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။တကယ်တော့တရင်ကောင်းလေးပဲပေါ့နော်။ကျွန်တော်တို့ခုဆိုရင်တောင်ပိုင်းတိုင်းမှာဆိုလဲတလန်းရဆုတွေစူပေါင်းပြီးတော့မှစစ်ကောင်စီတွေစစ်ကြောင်းလေးထွက်လာတာကိုသူတို့ကနေပြီးတော့မှတိုက်ခိုက်ခဲ့တာပဲပြီးတော့မှခုဆိုရင်ဒီစစ်ကောင်စီရဲ့အကြီးပိုင်းပါဝင်ပေါ့နော်။70 90ချောတေဆုံးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်တရင်တဘိုးအနေနဲ့ကတော့ မွန်ဝင်ကြီးချုပ်ကိုင်းရဲ့ချုပ်ကိုင်းမှုကြောင့်ရဲတပ်ဖွဲ့ဝင်တွေကြားလိုင်းချင်းကိုရရှိမှုနဲ့တွေ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မွန်ဝင်ကြီးချုပ်တပည့်တွေကအုတ်ချွေးပိုင်းကင်ထားတော့ရဲလောက်ကိုအဖက်မလို့ဘူးရဲတွေကအုတ်ချွေးပိုင်းကိုလည်းကြောက်ရဆက်တက်ကိုလည်းကြောက်ရနဲ့ဆပောက်ကူနေရတရာကြီးလောက်ပဲရဲတွေရတော့တယ်ဆိုပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ အောင်ချီတိန်ဆိုတဲ့ကောင်ကမွန်ပြည်နယ်ပြည်ခံမျိုးပါတီဥက္ကဋ္ဌဖြစ်ပြီးတော့မှမော်လမြိုင်မြို့တုံနဲ့ချောင်းဆုံမြို့နယ်တို့မှာရှိတဲ့ရဲကျိုးချွေမှုနဲ့ရိုင်းမှုအလုံးအလားဆိုရင်လည်းပြည်ခံမျိုးပါတီဝင်ဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်သိရတာပဲဖြစ်ပါတယ်။မွန်ဝင်ကြီးချုပ်ရဲ့အရှင်ဝါကြောင့်ရဲကျိုးချွေမှုတွေအရဆိုရင်ရဲတပ်ဖွဲ့ဝင်တွေတော့မှအလေးမထားတော့ဘူးလို့ကျွန်တော်ထလောင်းသိရတာပေါ့နော်။စစ်တပ်ရဲ့ဂွင်ကဂိတ်ဆောင်ပြီးတော့မှပိုက်ဆံတောင်းတာနဲ့စစ်မှုထမ်းကိစ္စမှာအချွေပိုင်းကောင်တွေနဲ့ပေါင်းစားတာ ရဲတွေကိုတရားမဝင်လုပ်ငန်းရှင်တွေကတောင်မှအဖက်မလို့ချင်တော့ဘူးနည်းနည်းပေါ်ရောက်တဲ့ပြည်သူစစ်ကောင်းဆောင်တွေကနေပြတော့မှလည်းရဲတပွင့်လောက် level 2စစ်ဆန်တယ်ဆိုပြတော့မှကျွန်တော်တို့ထလောင်းတရားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပေါ့နော်ရဲခွေးတွေကတော့သူတို့အခြေအနေကိုသူတို့သိရှိသိနေတာပြမခုဆုံးမပြတော့မှပြည်သူစစ်နဲ့ဒီစစ်တပ်ကောင်တွေကနေပြတော့မှအချင်းချင်းပေါ့နော်ပြန်ပြတော့မှဒီဖိနှိပ်နေချတာကိုတွေ့ရပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီမွန်ပြည်နယ်ဝင်ကြီးချုပ်ဘလောက်ထိဆွေးရနေလဲဆိုတာကျွန်တော်တို့သိရှိရတာဖြစ်ပြတော့မှကျွန်တော်မွန်ပြည်နယ်မှာရှိတဲ့တော်လိုင်းရဲဆွေးတွေပေါ့နော်ရေဘလူးတို့မျိုးပြည်သူ အချက်တော်တစ်ဖက်တွေရနေပြီးတော့မှအမြန်ဆုံးအကောင့်တွေကိုရှင်းပြနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ရတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့နေခင်ပိုင်းပေါ်မှာဆုံးနေတဲ့အချက်မှာကတော့ကိုစီရနေပြီးတော့မှနိုင်ငံရဲ့ကိုနဲ့မဆိုင်မှုဆိုပြီးတော့မှပေါ့နော်အချောင်ပြီးတော့မှဒီပေါ်လုပ်ပဲစားတွေပြောနေကြတဲ့အုပ်စုတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်။နိုင်ငံရဲ့ကိုနဲ့မဆိုင်ဘူးကိုလုံးမှကိုစားရတာပါဆိုတဲ့သူတွေအနေနဲ့အဲ့ဒီတည်င်းလေးကိုပြပေးလိုက်ပါ။ နော်အဲ့တော့နိုင်ငံရေးကိုနဲ့မဆိုင်ဘူးကိုလုံးမကိုစားရတာပါဆိုပြီးတော့နော်သူများတွေတော်လှန်နေတဲ့အချိန်မှာတော်လှန်ရခေါင်းမမတိဘဲနဲ့ကွက်ကိုနေနေမယ်ကိုစည်းဝါကိုရှားနေမယ်ဟောစစ်မှုထမ်းဥတွေကြီးကမဲနဲ့ပောက်လာတဲ့အချိန်မှာဟာရှင်တန်းတော့မတော်နိုင်ဘူးရှင်တန်းသွားတဲ့ကောင်ကြီးအကုန်မตาပေါ်နေတဲ့အချိန်မှာငါတော့မတော်နိုင်ဘူးငါသားလေးတော့မထက်နိုင်ဘူးစက်တဲ့ဖြစ်ယူကျုံမရအပူလုံးကြွပြီးတော့နော်ဘူလုံးကြွပြီးပြေးလိုက်မယ်ဆိုလို့ရှိရင်တော့ဝရမ်းပြင်းဖြစ်တဲ့ဘဝကိုမင်းတို့စစ်ကောင်စီကတတ်မှတ်ပေးမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုမျိုးမတရားပြုတ်ပြတဲ့အရာကြီးကိုလက်ခံနိုင်တာ ဘာလို့မှလက်မခံနိုင်ပါဘူးသိပါလေဟုတ်တယ်မလားအဲ့တော့လက်မခံနိုင်အောင်လည်းကျွန်တော်တို့ကမပြီးတော့ဘူးလက်မခံနိုင်အဲ့ဒီလက်မခံတဲ့အရာကိုပြင်အောင်လုပ်ရမယ်နော်ဒီလိုမတရားကျုပ်ချစ်နေတဲ့အရာတွေကိုပြင်အောင်လုပ်ရမယ်နော်ဝေးကရုပ်နဲ့ဇာတ်လမ်းလေးတစ်ခုကျွန်တော် Facebook မှာ share ထားပါလိမ့်တယ် share လုပ်ရဟန်နော်အဲ့ဒါဘာလဲဆိုတော့ဆရာတယောက်ကအကြောင်းဝင်းထဲကိုလာတဲ့အချိန်မှာ starting ကနေဝင်တဲ့အချိန်မှာအမျိုးသမီးငယ်တယောက်ပေါ့နော်အကြောင်းလူတယောက်ပေါ့အဲ့ဒီနေဝင်ထားတဲ့တယောက်အားလုံးနဲ့ TV တန်းလူတွေ TV ရမှာပါနော်ဒီဇာတ်လမ်းလေးကျွန်တော် invite ချိုက်တော့အဲ့ဒီအင်းကြီးဝင်အနေဝင်ထားတဲ့အမျိုးသမီးတယောက်ပေါ့ နင့်နာမည်ဘယ်လိုလဲနာမည်မေးပြီးတော့နင်ဒီစာတင်ကထောက်ရပါတော့နင့်ကိုနောက်ငါစာပြချိန်မှာလုံးဝမမြင်ချင်ဘူးလို့ပြောတဲ့ချိန်မှာအဲ့ဒီအကြောင်းလို့အမျိုးသမီးလေးရတယ်အံ့ဩရတယ်ဒါပေမဲ့ဆရာကနင်ပြောတာမကြောက်ဘူးလားမထွက်သွားလို့ထပ်ပြောတဲ့ချိန်မှာသူကဘာမှပြောပိုင်မှုမရှိဘဲနဲ့ရှိတဲ့သူ့ပစ္စည်းတွေကောက်ပြီးထွက်သွားတယ်အဲ့ဒီချိန်မှာဘေးမှာကြင့်နေတဲ့သူကဟာဒါကြီးမတရားနေမျက်နှာလေးရအမူအရာကအခြားအကြောင်းသားတွေအကြောင်းသူတွေနေမှာဒါမတရားဆရာပြုတ်ကျင်တယ်ဘာလို့လဲသူတို့လုံးလို့မရှိဘူးဒါမျက်နှာအမူအရာတော့ပဲရှိတယ်ထွက်ပြောမဲ့လူမရှိဘူးအဲ့တော့အဲ့ဒီတယောက်ထွက်သွားတဲ့ဆရာပြန်မေးတယ်အကြောင်းသူအကြောင်းကြီးတောင်းတာလေး ဥပဒေဆိုတာဘာအတွက်ပြဋ္ဌာန်းတာလဲအဲ့တော့ဥပဒေတွေဘာကြောင့်ပြဋ္ဌာန်းလိုက်တာလဲဥပဒေဆိုတာဘာအတွက်လဲပြောလို့ရှိရင်အเจ้าမှုအเจ้าသားတွေကမျိုးစုံပြောကြတယ်ကျွန်တော်အတုံချုပ်သွင်းပြောလိုက်ပါမယ်နော်အဲ့တော့အဲ့ဒီထဲမှာတယောက်ကတရားမျှတမှုရှိဖို့အတွက်ဥပဒေကိုပြဋ္ဌာန်းတယ်ဆရာကဟုတ်ပြီမနက်မင်းပြောတာဒါပေမဲ့ခုနကတော့မင်းတို့ရှိမှငါအเจ้าမှုတယောက်ကိုငါနှိမ့်ထုတ်လိုက်ဒါမတရားမှုဆိုတာမင်းတို့ကိုလည်းတည်တယ်မင်းတို့တည်တယ်ငါလုပ်လိုက်တာဒီမတရားမှုဆိုတာကိုမင်းတို့အားလုံးတည်တယ်တည်ရတာနဲ့ဘာဖြစ်လို့မင်းတို့မတားဆီးကြတယ်မကန့်မကြတယ်မရက်တည်ပေးကြတယ်အဲ့ဒါပဲတဲ့နေ့တိုင်းလူတွေဟာ အတူတူကရှင်လွဲနေထိုင်ကြတယ်မတရားတဲ့အရာတွေကိုကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့နေထိုင်ခဲ့ကြတယ်နော်နေရာတိုင်းမှာမတရားမှုတွေကကြုံလာကြလိမ့်မယ်အဲ့ဒီမတရားတဲ့အရာတွေကိုယ်နဲ့မဆိုင်ဘူးဆိုပြီးနေခဲ့ကြတယ်ဆိုအဲ့ဒီတစ်ချိန်တိုင်းမတရားတဲ့အရာကိုယ့်ချီရောက်လာရင်လည်းကိုယ့်ကိုဘယ်သူမှကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလေဆိုလိုတာကကျွန်တော်တို့ကမတရားမှုကြီးကိုတွေ့နေတဲ့အတိုင်းကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့မနေတဲ့နဲ့ message ကိုပေးထားတဲ့ video file လေးအဲ့တော့ဥပဒေဆိုတာအဲ့ဒါပဲဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာလက်ရှိစစ်ကောင်စီအာဏာတိုင်းတယ်နော် ဒါမတရားဘူးဆိုတာကိုကျွန်တော်တို့တိုင်းသူပြည်သားအားလုံးသိတယ်။ရှင်းရှင်းပြောရင်စစ်တပ်ကိုထောက်ခံနေတဲ့ကြက်ပြစ်တဲ့လူတွေတောင်သိတယ်။ကြက်မပြစ်တဲ့လူကတော့ပြောမတတ်ဘူးပေါ့နော်။ဟိုကြက်ပြစ်မယ်ဆိုရင်ဒါပေမဲ့သူစစ်တပ်ကိုအကြောင်းမျိုးကြောင့်ထောက်ခံနေတယ်။ဒါပေမဲ့အဲ့ဒီလူတွေအားလုံးကသိတယ်။ဒါကြီးကမတရားမှုပဲ။ဒါပေမဲ့အဲ့ဒီမတရားမှုကိုကျုပ်ထည့်နေတာငါနဲ့မဆိုင်ဘူးဆိုလို့နေကြတယ်။ငါ့ကိုမထိတ်သေးဘူးဆိုပြီးနေကြတယ်။ငါနဲ့လွတ်နေတယ်ဆိုပြီးနေကြတယ်။နော်။တိုင်းသားလူမျိုးပေါ့နော်။ဒါတိုင်းသားဆိုရင်ဗမာနဲ့တိုင်းသားပါပဲ။ဒါပေမဲ့ မြန်မာလူကအများစုပြောနေဗမာကိုတိုင်းသားလို့မထင်ကြဘူးဒါဗမာလည်းတိုင်းသားတမျိုးပဲเนาะဒါပေမဲ့ထားပါအဲ့တိုင်းသားလူမျိုးစုတွေကကျွန်တော်လူပြောက်ပြောတာငါတို့ပြည်နယ်မှာအေးဆေးပဲတဲ့ရှင်းပြရင်တော့ဒီဘက်ချမ်းပါတော့ကျွန်တော်လူမျိုးနာမည်ကိုမပြောချင်ဘူးအဲ့ကျွန်တော်ငါတို့ကတော်လိုင်းရဲ့ငါတို့ဆိုင်နေငါတို့ကအေးဆေးပဲတဲ့ငါတို့လက်နက်ကင်ခွက်ရှိတယ်ကောင်းပြီဒါဆိုလို့ရှိရင်လက်ရှိမင်းမအာနာတိုင်းသားတဲ့အထဲမှာမင်းအဖေတွေမင်းမိတွေနေတဲ့အိမ်ချံဝင်းမပါဘူးလား ကိုစီပြောတဲ့အရင်ကကောင်းတယ်နော်ကျွန်တော်ခုချိန်မှာနိုင်ငံရဲ့အချိန်မြင့်နေတဲ့အချိန်မှာကိုနဲ့မဆိုင်ဘူးဆိုပြီးတော့မှတော်လိုင်းမှာထဲထဲဝင်မပါဝင်ကြတဲ့သူတွေရောသူတို့ကနေပြီးတော့မှချစ်လက်ချက်ချက်နဲ့ပြီးတော့မှဆုံးမပြောဆိုထားတာပဲဖြစ်ပါတယ်။မြောက်လိုင်းတို့ကနေပြီးတော့မှအခုဆိုရင်ကျွန်တော်တို့ P2P သားတွေအားလုံးကိုစစ်ထဲအတင်းတွင်းပို့နေတာပဲပြီးတော့မှမန္တလေးမြို့ပေါ်မှာဆွန်လက်ပေါ့နော်ကျွန်တော်တရင်တဲရောင်းလုံးနဲ့မြို့ပါပြည်သူတွေကိုဒီအုပ်ချုပ်တွေကနေပြီးတော့မှဆင့်ခေါ်ပြီးတော့မှမဲလိုက်ခိုင်းနေပြီးတော့ကျွန်တော်တို့တည်ရတာဖြစ်ပါတယ်။ဒါတော့မန္တလေးမြို့ပေါ်မှာပဲရှိသေးတာပေါ့နော်မကြာခင်မှာတော့ဂျန်နယ်မြို့တွေပေါ်မှာလည်းစစ်ကောင်စီကနေပြီးတော့မှ စက်တိုင်လို့ဆောင်ဖို့ရှိနေတာဖြစ်ပြတော့မှကျတို့ပြည်သူတွေကဒီအဲ့လိုမျိုးညင်ခံပြတော့မှပေါ့နော်ကိုနဲ့မဆိုင်ဖို့ဆိုပြတော့မှလုံနေကြောင်းမဲ့ဆိုတော့မြောက်လိုက်စက်တိုင်ထိုးချွတ်ချွတ်ခိုင်းမှာပဲဖြစ်ပါတယ်တချိန်မှာတော့ကျတို့ရဲ့ပေါ့နော်ဒီနေအင်းထိဒီစစ်ကောင်စီရဲ့မတရားမှုတွေကရောက်ရှိလာမယ်ဆိုတဲ့အကြောင်းလည်းကျတို့အလုံးသိရှိထားတာမလို့အချိန်ရတော့မှပဲတော်လိုင်းရန်စုတွေနဲ့ပူပေါင်းပြတော့မှကိုရဲ့ရဲ့အနေနဲ့ဆရာနာရှင်စနစ်ကိုဖျောချဖို့လိုနေပြီဆိုတဲ့အကြောင်းနေနေကနေအတိအပြပြောလို့ပါတယ် ကဲကျွန်တော်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီစစ်ကောင်စီရဲ့ပေါ့နော်ဒီတပ်ဖွဲ့ဝင်မိသားစုဝင်တွေကနေပြီးတော့မှနဘာခဝင်းတဲ့ကအတွေ့အကြုံတွေကိုပြန်ပြီးတော့မှ share ထားတဲ့ဟာလဲတင်ဆက်ထားတဲ့တရင်ကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျမတို့ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှရေးမိများဖြစ်ပါတယ်ရခိုင်ပြည်နယ်အမ်းမြို့တမိုင်ကုန်းစခန်းမှာစစ်စင်ရေးတာဝန်ထမ်းဆောင်ခဲ့တဲ့စစ်တီတွေရဲ့ဇနီးရဲမေတွေဖြစ်ကြပါတယ်ကျမတို့ရဲမေတွေရဲ့ခင်မွန်စစ်တီတွေဟာ ကိုပိုင်အမတ်တာဝန်မှု1142ကိုဒုအရာခံမှုစရေစိန်ဝင်တန်ရာရကိုပိုင်အမတ်တာဝန်မှု1153383ဒုအရာခံမှုစရေကျော်စင်ဦးကိုပိုင်အမတ်တာဝန်မှု2339928တက်ကြက်ကြီးစရေဝင်းစော်ထွန်းတန်ရာရကိုပိုင်အမတ်တာဝန်မှု246065တက်ကြက်ကြီးစရေကျော်လွင်ကိုပိုင်အမတ်တာဝန်မှု1260နဲ့တက်ကြက်ကြီးစရေမင်းမင်းထွန်းတို့ဖြစ်ကြပါတယ်သူတို့၅ဦးစလုံးဟာယနေ့အချိန်ထိပျောက်ဆုံးနေစေဖြစ်ပါတယ် မိသားစုနဲ့လည်းအဆက်အသွယ်လုံးဝပြတ်တောက်နေပါတယ်။ဒါကြောင့်စစ်တီတွေရဲ့လာစာနဲ့ခန်းစားခွင့်တွေလည်းမရရှိခဲ့ကြပါဘူး။တမိုင်ကုန်းဖြစ်စဉ်မှာတိုက်ပွဲ၅ကြိမ်ဖြစ်ပြီး2024ခုနှစ်နိုဝင်ဘာလ15ရက်နေ့ည7:00နာရီအထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါတယ်။ခေယံမရှိ၊ရိတ်ခါမရှိ၊စစ်ကုံမရှိပါပဲ။ရန်သူကအင်အားအများအပြားနဲ့တိုက်ခိုက်တာကိုခုခံရင်နောက်ဆုံးမှာအင်အားချင်းမမျှတာကြောင့်နိုဝင်ဘာလ16ရက်နေ့မနက်4:00နာရီမှာဆုတ်ခွာခဲ့ရပါတယ်။ တိုက်ပွဲဖြစ်စဉ်ကိုစကန်းတာဝန်ခံဗိုလ်ကြီးမှာတိုင်းစစ်ဌာနချုပ်ကိုဆက်သွယ်ရေးဆက်နဲ့သတင်းပို့ခဲ့ပါတယ်။ဒါပေမဲ့သတင်းမပို့ခဲ့ဘူးဆိုပြီးတိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းက16ရက်နေ့ကစပြီးခွင့်မဲ့ပြက်ကွက်အဖြစ်တင်ပြစီခဲ့ပါတယ်။ကြည်ရစ်တဲ့တပ်မိသားစုဝင်များမှာ2024ခုနှစ်စက်နလာပိုင်းကစပြီးလစာတွေမရကြတော့ပါဘူး။စစ်တီတွေအနေနဲ့မိမိသဘောနဲ့စောက်ခွာခဲ့ခြင်းမဟုတ်ကြောင်းအရာရှိအမိန့်နဲ့သာစုတ်ခွာခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ရရှိတဲ့စစ်တီတွေကပြောကြားခဲ့ကြပါသေးတယ် ါပေမဲ့ခွင့်မဲ့ပြက်ကွက်လို့သာစခန်းကစရင်ရှိအရာရှိစစ်တီတွေကိုတတ်မှတ်ခဲ့ပါတယ်။တမိုင်ကုန်းစခန်းမှာပဲရရှိတဲ့ဒဏ်ရာတွေနဲ့ကြာဆုံးသွားကြတဲ့စစ်တီတွေရှိသလိုဒဏ်ရာနဲ့လမ်းမှာကြံခဲ့တဲ့စစ်တီတွေလည်းရှိပါတယ်။တချို့စစ်တီတွေဟာလည်းပျောက်ဆုံးနေခဲ့ကြကြောင်းပြန်လည်ဆုတ်ခွာထွက်ပြေးလာတဲ့စစ်တီတွေရဲ့ပြောဆိုချက်တွေအများသိရပါတယ်။ပြန်လည်ရောက်ရှိလာတဲ့စစ်တီတွေရဲ့ထွက်ဆိုချက်တွေကိုလည်းအထက်ကိုတင်ထားကြောင်းသိရပါတယ်။ဒါပေမဲ့ဘာမှထူးခြားလာတာမရှိပါဘူး။ အထက်ကတင်ပြခဲ့တဲ့ပျောက်ဆုံးစစ်သည်၅ဦးဟာစစ်စည်းကမ်းနဲ့အညီနေထိုင်ခဲ့ကြသူများဖြစ်သလိုမိနီမထိထားကြသူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်သည်တွေရဲ့ကြံရစ်သူတပ်မိသားစုဝင်များအားငဲ့ညာတဲ့အနေနဲ့ခွင့်မဲ့တတ်မှတ်ထားခြင်းအားပြန်လည်ရုပ်သိမ်းပေးစီလိုပါတယ်။နိုင်ငံဝင်နဲ့တပ်မတော်သားများအားဘဝနဲ့ရင်ပြီးမနစ်နာစီလိုပါ။အမှန်တရားအတိုင်းဖြစ်စီလိုပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကို အများကတည်အောင်တိဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ခိုးဒီမှာကျတော့ကြားရတဲ့အမဲ့ပေါ့နော်ရခိုင်ပြည်နဘခဝန်ထဲကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်9ရွာစွန်ရဲ့အင်းနဲ့တိတိတပ်ဖွဲ့ဖြစ်ပေါ်တဲ့ချိန်မှာပျောက်ဆုံးသွားတာစစ်ကောင်စီရာရှိတွေကအဲ့ဒါကိုခွင့်မဲ့ပြစ်ကွက်တဲ့စပရမတ်ပေါ့နော်သူတို့ရဲ့တင်းရဲ့ထက်တဲ့အချိုးခံစားခွင့်တွေကို တတွင်ကသူတို့မိသားစုဝင်ရဲမေတွေကိုပေးအပ်ခြင်းမရှိဘူးဆိုပြီးတော့ကျွန်တော်တို့တည်ရပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးလည်းဒီထက်ပိုပြီးတော့ဆိုးရတယ်ပေါ့နော်။အဖြစ်ပြက်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားထဲမှာတွေ့နေရတယ်မလို့ဒါကတော့လုံးဝမဆန်းတော့ဘူးလို့ပြောရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့ပီတူတွေကနေစစ်ကောင်စီရဲ့အခုလိုမျိုးပေါ့နော်အချင်းချင်းပြန်ပြီးတော့ ဇတုသားစာပြေမှာအနိုင်ကျင့်ဖို့ကြနေတာကိုမခနိုင်တော့ဘူးဆိုရင်ပြသူဘက်ကလည်းမြန်ဆုံကိုပြောင်းသိနေပြီဆိုတော့ဖိတ်ခေါ်ချက်တွေကိုတေချာလေးကိုနားဆွင့်ပြီးတော့မှပါနော်အလီမြန်ဆုံကိုပြောင်းသိနေတာပဲဖြစ်တယ်မဟုတ်ဘူးဆိုတော့ဒီလိုမျိုးဖြစ်ဖြစ်မျိုးอ่ะဆိုရင်ဒီထက်ပိုပြန်ဆွဲရတဲ့အခြေအနေကိုတွန်းပို့နေမှာဖြစ်ပြီးတော့မှကျော်ဘက်ကနေပြီးတော့မှနောက်မှကြသိခင်မှာအားလုံးပါနော်ဖိတ်ခေါ်ပြီးတော့မှအလီဝင်ဖို့ကြိုးစုံနေကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြန်မာအရေးလေးလာသုံးသပ်သူသူဖြစ်တဲ့ပေါ့နော်ကိုစင်မော်ကနေပြီးတော့မှမြောက်လေတို့စစ်တပ်အနေနဲ့အခုဆိုရင်တေဝရုရှားကိုညီနဲ့နေနျူကလ িয়ার တပ်ပေါင်းဖို့တွေတိစောက်ဖို့ကြိုးစားနေတာကိုဘယ်လိုမျိုးဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်သူကနေပြီးတော့မှသူ့အမြင်သုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဟိုပြီးခုနကျွန်တော်ပြောသလိုပဲ2022 23 24မှာ main online ကိုပြန်ပြီးတော့ဇက်ကျိုးဆွဲဖို့သူလုပ်တယ်လို့ကျွန်တော်ကယူဆတယ်။ဒါပေမဲ့ main online ကလည်း main online တို့ဘက်ကစစ်တပ်ဘက်ကပြန်ကြည့်မယ်ဆိုရင်လည်းသူကတရုတ်ကကျွန်တော်တို့ဒီမြန်မာပြည်နဲ့ မိုင်းတော်တော်ကီလိုမီတာ1000ကျော်ထင်တယ်ကျွန်တော်တို့ share ထားတာရှိတယ် border share ထားတာရှိတော့စစ်တပ်ဘက်ကပြန်ကြည့်ရင်နိုင်ငံခြားအန္တရာယ်လို့ဟလာကျွန်တော်တို့ foreign enemy နိုင်ငံခြားအန္တရာယ်ကျူးကျော်မှုလို့စဉ်းစားမယ်ဆိုရင် Russia ဆိုတာထက်တရုတ်ကိုသူကပို့ပြီးတော့အန္တရာယ်အဖြစ်သူကရှုမြင်တယ်ဒါဟုတ်အရင်ကျွန်တော်တို့ဒီစစ်တပ်ရဲ့စဉ်းစားချက်တွေထဲမှာပါခဲ့ပါတယ်အခုထိလည်းပါနေသေးပဲလို့ကျွန်တော်မြင်ပါတယ်ဟိုအတိုင်းအစတော့ကွာရင်ကွာမှာပေါ့လေပြီးတော့ဟို တဆယ်နှစ်ဆက်ကုန်ကိစ္စမှာဆိုလို့ရှိရင်တရုတ်ကစစ်တပ်ဘက်ကယူဆတာပေါ့နော်တရုတ်နိုင်ငံဘက်ကနေပြီးတော့နောက်ကနေပြီးတော့ဟိုမြောက်ဖုတ်ပင်ကိုလုပ်တယ်နောက်ကနေပြီးတော့ပါတယ်ဆိုပြီးတော့သူကကောင်းကောင်းယူဆတယ်ဒါတွေကိုထောက်ချင်ပြီးတော့မင်းအောင်လိုင်ကလည်းတရုတ်နဲ့ရုရှားကြားမှာအပြန်လန်ကစားနေတယ်ဆိုလို့ကျွန်တော်ကတော့ယူဆတယ်ဒါပေမဲ့ဥနာမှာကစားတာမဟုတ်ဖားရတာနော်ရှိတယ်လေပေါ့ဆိုတော့တိုင်းပြည်အတွက်ကတော့ အန္တရာယ်များတယ်ဘယ်လိုအန္တရာယ်များလဲဆိုတော့အထူးသဖြင့်အခု nuclear reactor လို့ဟာမျိုးကိစ္စတွေလှုပ်လာတဲ့အခါမှာတော်တော်အန္တရာယ်များပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနည်းပညာတွေဟာဟိုဒီတိုင်းနိုင်ငံရေးအရပူပေါင်းဆောင်ရွက်တာလောက်ကတပိုင်းပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဒီဟို hard power hard ဟိုဘယ်လိုပြောမလဲ software မဟုတ်ဘူးပေါ့ဗျာ hardware တွေပေါ့ hardware ကိစ္စတွေပါပါလာတဲ့အခါကျတော့တိုင်းပြည်အတွက်ကအန္တရာယ်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်တပ်ဟာမြန်မာပြည်ရဲ့စစ်တပ်ဟာသူ့ရဲ့စစ်တပ်ကိုတော့မှသူကနိုင်နိုင်နေနေအုပ်ချုပ်နိုင်စွာလည်းမရှိဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးမှာ nuclear နည်းပညာနဲ့ ပစ္စည်းပစ္စည်းအရင်းနဲ့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်အတွက်ဘေးရွက်ဆိုးကျိုးတွေကကြီးပါတယ်။ဒါနံပါတ်1တစ်ချက်ပေါ့နော်။နောက်တစ်ခုကကြတော့အဲ့ဒီတရုတ်နဲ့ရုရှားကြားမှာသူကသူကတော့မင်းအောင်လိုင်ကတော့အာသူကဟို very smart ဖြစ်တယ်ဆိုပြီးကစားနေတယ်ဆိုပြီးတော့သူ့ကိုသူယူဆမှာပေါ့နော်။ဒါပေမဲ့ at the end of the day မှာမကြတဲ့အချိန်တစ်ခုမှာအဲ့ဒီနိုင်ငံကြီးတွေကနေပြီးတော့ဟိုဘယ်လိုပြောမလဲ။ဟိုသူတို့ရဲ့တကယ်အကျိုးစီးပွားရင်ကိုထိလာလို့ကာကွယ်ဖို့လိုအပ်လာလို့လှုပ်လာကင်လာတဲ့အနေအထားမျိုးမှာဆိုရင်မြန်မာနိုင်ငံဟာ ဟိုဟိုစစ်တပ်ကဝါဒဖြန့်နေတဲ့အနောက်အုပ်စုတို့ဘာလို့ဆိုတာခဏထားအဲ့ဒီရက်ချာသုံးမဟုတ်တရုတ်ရဲ့ကျွန်တော်တို့ဒီစစ်တပ်တွေရဲ့ကျိုးကင်ချဲလဲမှုကိုအများကြီးခံသွားနိုင်တဲ့အနေအထားမှာရှိပါတယ်အခုကိုပဲတရုတ်ဘက်ကနေပြီးတော့ private security ဟလာကျွန်တော်တို့ဒါဥပမာတစ်ခုပြောရင်ဟလာကျွန်တော်တို့ private security တွေကျွန်တော်တို့လွှတ်ဖို့ဆိုတာတတိယအဖြစ်ပြောရင် private security ဆိုတာလည်းအမျိုးမျိုးခေါင်းစဉ်တာအမျိုးမျိုး꿰ပေမဲ့တကယ်တော့မကွာပါဘူးပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်တို့ကြည့်ဖို့တော့လိုတယ်လို့ကျွန်တော်ယူဆပါတယ်လာတော့ပါနော်ကျွန်တော်တို့ကိုစစ်မော်ကနေပြတော့မမြောက်နိုင်ကနေပြတော့ ်တေးရုရှားကိုညင်းတဲ့အခုဆိုရင်ကျွန်တော်ပြည်တွင်းတော်လိုင်းရဲကိုဝင်ရောက်ဆွဖြဖို့ပေါ့နော်ခုပြုတ်ပြလိုက်တယ်ဆိုတော့ကျွန်တော်ပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့တေချလေးစဉ်းစားမယ်ဆိုတော့တကယ်ကိုပေါ့နော်အန်ဒီယာကြီးမာတဲ့အရာဖြစ်ပြီးတော့မှမြောက်လိုင်းကနေပြီးတော့မှသူရဲ့ဒီအာနာတီမြတ်ဖို့အတွက်ရုရှားဆီကနေအကူအညီတောင်းပြီးတော့မှနျူကလ িয়ার တပောင်းဖို့တွေတိစောက်ဖို့တောင်မှစ조사နေတာကိုတွေ့ရပဲဖြစ်ပါတယ်။ဆိုတော့တေယုန်နဲ့ရုရှားဘက်ကနေပြီးတော့မှသူတို့အချိုးစီးပေါ်တွေထိလာမယ်ဆိုတော့တစ်ချိန်မှာတော့ကျတို့ပေါ့နော်ပြည်တွင်းမှာကိုထိထိုင်ဝင်ဝင်နဲ့ ပူဝင်ပြီးတော့မှဆွဖက်မဲ့ပါနော်အရေးအယောင်တွေကျွန်တော်ခုခရဲမြင်နေရတာပဲဖြစ်ပါတယ်မြောက်လိုင်းနဲ့ဒီလိုမျိုးပြီးတော့မှတိုင်းပြည်နယ်လူမျိုးကို channel နေအောင်မယ်ဆိုတော့ကျွန်တော်တော်လိုင်းရဆွရရပါနော်ဂျင်မုံတုတ်တင်ချင်းကသူ့စီမှာမကြခင်မှာပဲရောက်ရှိလာမယ်ဆိုတော့ကျွန်တော်တေချာပေါ့ပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဘောမချုံမြင့်မြတ်နေပြီးတော့မှအမေစုရဲ့ခြံမှတ်54ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအားချောင်းထားလဲဆိုတော့ကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီခြံမှတ်54အမှုကိုစပြီးတော့တရားဝင်ကင်ကလေးကဒေါအောင်ဆန်းစုကြည်ရောဦးအောင်ဆန်းဦးရောနှစ်ယောက်စလုံးကို တရားဝင်စာရီ official ရောက်ထားပြီသားဒေါန်းဆိုဒေါန်းထဲမှာရှိနေပြီမယ် official စာရောက်ပြီသားရှိနေပြီသားဒေါန်းဆိုကြီးအဲ့ဒါကိုရှေ့နေတွေကိုအခွင့်အာဏာကိုလွှဲရထားပြီသားသူ့ရှေ့နေတွေကဒေါ်ဆန်းမာလာညွန့်နဲ့ပုဂ္ဂိုလ်အမျိုးသားတအုပ်ပေါ့နော်ရှင်နေဦးလေးတယောက်ပေါ့သူတို့နှစ်ယောက်ကဒေါန်းဆန်းသူကြီးရဲ့အခွင့်အာဏာအကုန်ရထားတာအာဏာကိုလွှဲအချိန်ခံထားရတာသူတို့ရဲ့ကျွန်တော်တို့ဘာလို့ဆိုဟိုကျွန်တော်စုံစမ်းသိရှိရမှာပေါ့နော်သူတို့ကိုအာဏာကိုဒေါန်းဆန်းသူကြီးလွှဲရထားပြီသားအဲ့ဒါကိုဒေါန်းဆန်းသူကြီးနဲ့မတွေ့ရသေးလို့ဆုံးဖြတ်လို့မရပါဘူးဆိုရင်အဲ့ဒီအမှုကိုသူတို့ဘာဘာခေါင်းစဉ်နဲ့လိုက်နေရလဲဆိုတော့မေးခွန်းအဲ့ဒါကိုအဲ့ဒီပြည်ပြင်းမီဒီယာတွေ BBC တို့ကတော့လုံးဝမဟုတ်ပြဘူး အဲ့ကောင်တော့လုံးဝမဟုတ်အဲ့ကောင်နေပါလဲဆိုတော့သူတို့လက်ကလေးငယ်ချင်းတွေမို့လို့အဲ့ BBC သတင်းတော့ကသတင်းလိုက်ဖို့အရေးချင်းမှမိတာလားအရေးသေးမပြည့်ဝတာလားဒါမှမဟုတ်အဲ့တည်းမှမှန်ကန်သိဖို့သိနိုင်တဲ့အရေးချင်းမရှိတာလားအရေးချင်းမပြည့်ဝတာလားဒါမှမဟုတ်သိသိချင်းနဲ့ကလေးငယ်ချင်းကြားတာလား BBC သတင်းတော့ပဲသိမယ်အဲ့သတင်းလိုက်တဲ့သတင်းတော့သူပဲသိမယ်နော်အရေးချင်းမပြည့်တာလားသိသိချင်းနဲ့မသိချင်ဆောင်းတာလားသတင်းကိုသိချင်မလိုက်ကြတာလားငွေကြေးကြိုးမသိတာနားမလဲတာလားဒါမှမဟုတ်ကလေးငယ်ချင်းကြားတာလားသူပဲသိမယ်နော်ဆိုတော့အဲ့ဒီမှာတရားသူကြီးစီမှာလည်းအဲ့ဒီစာရွက်စာရထောက်တာရှိတယ်ဒေါ်စသူကြီးရဲ့ရှိနေမှာလည်းရှိတယ်ဦးအောင်ဆန်းရဲ့ရှိနေမှာလည်းရှိတယ်ရှင်းရှင်းလေးပဲအဲ့ဒါပါလဲဆိုတော့ တော့ဒီမှုနဲ့ပတ်သက်လို့ဒေါ်ဆန်းသူကြီးကအဲ့ဒီချင်းနေဒေါ်ဆန်းမာလာညွန့်ကိုတရားဝင်အခွင့်အာဏာကိုလွှဲပေးသားလွှဲရဖြစ်တဲ့ဒေါ်ဆန်းမာလာညွန့်ရဲ့ဆုံးဖြတ်ချက်သီးသားလေးအတီးဖြစ်တယ်အဲ့ဆုံးဖြတ်ချက်တိုင်းကိုဒေါ်ဆန်းသူကြီးကလက်ခံတယ်ဒါပေမဲ့ဒေါ်ဆန်းသူကြီးက "तू ရတဲ့ရထိုက်တဲ့ဟာတွေမနစ်နာအောင်တောင်းဆိုပြီးဒါပဲပြောထားတယ်"ဟင်းဒါပဲအဲ့မာထားပြီးသား"သူကကုန်တီးနေတာကြားလို့နော်"တေဝန်ပါပြီးသားအဲ့ဒါရှေ့နေလေတရားသူကြီးကောင်းကောင်းသိတယ်လက်ရှိခေတ္တသူကြီးကောင်းကောင်းသိတယ်ဒေါ်ဆန်းသူရှေ့နေလေကောင်းကောင်းသိတယ်ဒေါ်ဆန်းမာလာကောင်းကောင်းသိတယ်မသိကြအောင်ဆိုပြီးကလင်ချင်းကြာနေလားကျွန်တော်မသိဘူးလိန်နေလားကျွန်တော်မသိဘူးမယုံရင်တတိရှင်အဲ့ဒီဒေါ်ဆန်းသူကြီးရဲ့စာမရှိပါဘူးလို့ညင်းပါလို့တတိရှင်ညင်းပါလို့ညင်းခိုင်းလိုက်ဒေါ်ဆန်းမာလာညင်းအောင်စု ရောင်စသုကြည်စီကကျွန်မအာနာကိုရတာမရှိပါဘူးလို့ညင်းအဲ့လိုညင်းသားမှာကျွန်တော်မြင်ချင်လို့ညင်းသားမှာတတိရှိညင်းပလိုက်သားမှာညင်းတော့မှကျွန်တော်မြင်ချင်တယ်ညင်းတော့မှကျွန်တော်ကပြောချင်တာနင်းပြောမှာဟိုကသူကလုံးလွယ်ကြတယ်လွယ်ကြတယ်ရောင်စမလာကျွန်တော်အဆူလွယ်ကြနေရလို့ကျွန်တော်အဲ့လိုမြင်တယ်နောက်တစ်ခုကတစ်ချက်ဒါတစ်ချက်နော်ရောင်စသုကြည်ရဲ့ရှေ့နေအခွင့်အာဏာရလာမရလားဆိုတော့ခင်ဗျားတို့တစ်ချက်ပြောတာအဲ့တော့ရောင်စသုကြည်နဲ့တွေ့ဖို့လိုသလားမလိုသားဆိုတော့မေးခွန်းခင်ဗျားတို့ဖြေရလိုသလိုသေးလို့လားတွေ့ဖို့မလိုတော့ဘူးဘာလို့လဲဆိုတော့တွေ့တယ်မတွေ့တယ်ရောင်စသုကြည်ကတခါတည်းအခွင့်အာဏာကိုလွှဲထားပြီးဖြစ်တယ်သူတို့ဆုံးဖြတ်လို့ရတယ်သူဆုံးဖြတ်တာအတီးပဲသူတို့ဆုံးဖြတ်တာအတီးပဲ တို့မဆုံးဖြတ်ဘဲနဲ့ဝိလက်ချောင်းမှာလုတ်တယ်ဆိုလဲကျမတို့မဆုံးဖြတ်နိုင်ပါဘူးဆိုလဲကြီးပြောလိုက်လို့ရတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒေါန်ဆန်းသူကြီးနဲ့မတွေ့ရလို့ကျမတို့ဆုံးဖြတ်ခဲ့ပါလဲဆိုစကလုံးနဲ့ပြန်သုံးတော့နိုင်ငံတော်အကြီးအကဲတွေကိုဒေါန်ဆန်းသူကြီးကိုပြေးမတွေ့တဲ့သူတွေပါလို့စော်ကားတာနဲ့တွတ်တူတယ်နိုင်ငံတော်အကြီးအကဲတွေနိုင်ငံတော်မရှိအကြီးအကဲတွေအခိုင်အခဲတရားရုံးကတရားသူကြီးတွေကိုပါရှင်တို့ကဒေါန်ဆန်းသူကြီးနဲ့မှကျမတို့ပြေးမတွေ့တော့ကျမကဘာလို့ဆုံးဖြတ်မှာလုံးဆိုပြီးတော့စော်ကားတာနဲ့အတူတူပဲတရားခွင်ရဲ့ဆုံးဖြတ်ချက်ထဲမှာဒေါန်ဆန်းသူကြီးနဲ့တွေ့ပြီးမှဆုံးဖြတ်ပါမဲလို့ပါရတာတချောင်းမှမရှိဘူး ဒီကောင်တော့ဒီ chairman 50လေးကိစ္စနဲ့ပတ်သက်ပြီးတော့မှာပါနော်အမြန်ရောင်းထုတ်ဖို့ကိုပြောဆိုနေတာကိုကျွန်တော်တို့အသေးသေးသာတွေ့ရတာဖြစ်တယ်ဆိုတော့မြို့လိုက်စစ်တပ်နဲ့သူတို့အပိတ်ထောက်ခံတဲ့လူတွေကနေပြီးတော့မှအမေစုကနေပြီးတော့မှဒီ chairman 50လေးကိစ္စကိုအပြီးရောင်းထည့်နိုင်ပါနော်သူကနေပြီးတော့မှသူရဲ့ရှေ့နေတွေကိုဒီအာနာခွင့်လွှဲပစ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပြီးတော့မှအခုချိန်ထိအဲ့ဒီ chairman 50လေးကိစ္စဟာဆိုရင်ရောင်းမထက်သေးတာနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကိုပေါက်ကွယ်နေကြတာပဲဖြစ်ပါတယ်အဓိကတော့ဒီစစ်ကောင်စီနဲ့ပေါ့နော်ကျွန်တော်တို့ဒီအမေစုရကိုအောင်ဆောင်ဝင်နဲ့ပေါင်းပြီးတော့မှ ဒီအမြန်ရောင်းထွက်နိုင်အောင်စူးစမ်းနေကြတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီကိစ္စကလည်းဘယ်လိုမျိုးတွေဆက်လာမလဲဆိုတာတော့ပေါ့နော်မိဘပြည်သူတွေရဲ့အပြင်လေးကိုလည်းချပေးပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေတောင်းဆိုပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေနဲ့ကစ်တကတည်င်းသဘောလေးဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်အကျံဖက်မင်းအောင်လိုက်ခံထားတဲ့စစ်ကောက်စီတပ်ဖွဲ့ဝင်ဒေါက်တာမုထန်ရဲ့ချင်းမီနဲ့တက်တလန်မျိုးကနေအိမ်ခြံနဲ့မြေအလုံးကိုပြည်သူပိုင်အဖြစ်ချိတ်ပိတ်သိမ်းဆီးလိုက်ပြီလို့ ချင်းပြည်သူကာကွယ်ရေးတပ် CDFTT ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်ဒါကတော့ကောင်းလိုက်တာနော်ကျွန်တော်မျိုးတစ်ခုလုံးကိုမိရှုဖြတ်စည်းခဲ့တယ်အကြက်ဖတ်စစ်ကောင်စီတပ်ကိုအားပေးတဲ့သူပြည်သူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေလှုပ်ဖို့စစ်ကောင်စီရဲ့လုပ်ငန်းစဉ်တွေမှာတက်တက်ကြွကြွပါဝင်သူဖြစ်ုံနဲ့မကစစ်ကောင်စီအဖွဲ့ဝင်တအုပ်ပါဖြစ်တဲ့ချင်းပြည်နယ်ထန်တလန်မြို့ကဒေါက်တာမှုထံရဲ့နေအိမ်ခြံနဲ့မြေအားလုံးကို တော်လန်ရစ်ကလာအတွင်ပြည်သူလူထုကိုစား CDF ထန်တလန်ကောင်စီကအပီးပိုင်ချိတ်ပိတ်တင်းစီလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။อืมအခုလိုတင်းစီလိုက်တဲ့အချက်ဖက်စကောင်စီဝင်ဒေါက်တာမှုတန်ရဲ့ထန်တလန်ကပိုင်ဆိုင်မှုတွေကိုနောက်အစ်စ်တက်လာမဲ့အစိုးရတစ်စီထပ်မံလွှဲအပ်ပေးတော့မှာဖြစ်တယ်လို့လေ CDF TT ကတည်ဝင်ထုတ်ပြန်ကြေညာထားပါတယ်။အလားတူအခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ကလည်းအဲ့ဒီအချက်ဖက်မင်းအွန်လိုင်းခန့်ထားတဲ့စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုတန်ရဲ့ဟာခမြို့ကနေအိမ်ကိုလေချင်းတော်လိုင်းရေးတက်ကပြည်သူပိုင်အဖြစ်ချိတ်ပိတ်တင်းယူခဲ့ပြီးဖြစ်တယ်လို့ အဲ့ဒီစစ်ကောင်စီဝင်ဒေါက်တာမှုထံဆိုတဲ့သူကတော့ရန်ကုန်နဲ့နေပြီးတော့မှနေထိုင်နေပြီစစ်ကောင်စီကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲမှာပါဝင်ပြိုင်ဖို့ကိုလည်းပြင်ဆင်နေပြန်တယ်လို့သိရပါတယ်ခင်ဗျာနာရစစ်ကောင်စီအားပေးရမြောက်လို့ပြင်မှာအခုဆိုရင်မြောက်လိုက်ကျင်းပဖို့ရည်ရွယ်နေတဲ့ရွေးကောက်ပွဲမှာဝင်ပြေတော့မှာပေါ့နော်နေရာတနေရာစာဝင်လို့ဖို့စ조사နေတဲ့ဒေါက်တာမှုထံနဲ့ပတ်သက်ပြီးတော့မှသူရဲ့နေနဲ့ခြံမှတ်တွေအားလုံးကိုကျတော့တော်လိုင်းရဲ့ဆူတွေကနေပြန်တော့မှအားကားနဲ့ထန်တလာမှာချိတ်ပိတ်တင်းဆက်လိုက်တာပဲဖြစ်ပါတယ်။ရအောင်ကောင်းတယ်နော်။ အဲ့လိုမျိုးကျွန်တော်တို့ဒီစစ်ကောင်စီကိုအားပေးအောင်လို့ပြည်ထောင်စုပြည်သူလူထုကို channel နေတဲ့ စစ်ကောင်စီတော့တိုင်တွေကိုအရင်ဆုံးပြောချက်မှာပြပြမတီတော်လိုက်မှာသူတို့အနေနဲ့ဆက်လက်ပြီးတော့မှပေါ့နော်ဒီအဖြစ်မောက်တွေမလို့နိုင်တော့ကျွန်တော်ကလည်းပြတော့တာစီပေးရမှာပဲဖြစ်ပါတယ်အခုဆိုပြီးတော့တရားလုံးအနေနဲ့စစ်ကောင်စီရဲ့ပြပြမရက်ဆက်ချမ်းကျိုးလာတဲ့ပေါ့နော်ဒီလက္ခဏာတွင်ပြင်ရတွေကိုတွင်းနေရတာမလို့အားလုံးထက်ထဲဝင်နေပုံပေါင်းရမယ့်အချိန်ပြပြတော့မှကျွန်တော်ဘက်ကလည်းပြတော့မှလည်းရရနီလာနဲ့ပေါ့နော်တော်လန်တဲ့တွေကိုကျွန်တော်နှိစက်ရပုံကိုတူချင်းစီကို share ပြတော့မှလုတ်ပေးမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီတော်လိုက်မှလည်းပေါ့နော်တရင်စစ်စစ်မှုကမြန်ဆန်မှာဖြစ်တယ်လို့ကျွန်တော်မိဘပြည်သူတွေလိုချင်နေတဲ့ အောင်ပွဲသတင်းတွေကလည်းအဲ့ဒီကနေမြဖြားခံလာတဲ့ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့နေခင်မတစ်ဖြက်ဗီဒီယိုဒီနေ့ပါပဲဆုံးသတ်လိုက်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြပပီသူများအောင်ထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမချင်းပြည့်စုံပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့ခင်မကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်